မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါဒီနေ့တော့ကျွန်တော်ဒီဘန်ဟိုဒါမားရဲ့ Facebook page နဲ့ TikTok channel လေးမှာမိထားကြတဲ့ comment လေးရဲ့အမေးအများဆုံးပေါ့နော်လူတွေအတိအကျညာဆုံးမေးခွန်းလေးကိုကျွန်တော်ဖြေပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးမေးခွန်းလေးကတော့တက်ဆက်စာပြပေးပါလားတဲ့အစီအပြန်ဝက်ချန်အတွက်အသားရေအတွက်ပါတဲ့အဲ့တော့ skin care set တက်ဆက်စာပြပေးရမယ်ဆိုရင်ကျွန်တော်အရင်ဆုံး cleanser ကနေစပြောရမှာပေါ့နော်အဲ့တော့ cleanser တွေကဆိုရင်ဘန်ဟိုဒါမားရဲ့အစီအပြန်အသားရေအတွက်ဆိုရင် CPN ချင်းမူဆန်လေး အဲကျွန်တော်ရွေးပေးခြင်းနဲ့အဲသူ့မှာဆိုရင်အဓိက zinc sulfate တို့ copper sulfate တို့လိုမျိုး active ingredient တွေပါတဲ့အတွက်ဒီကောင်းလေးကအစီကိုစုပ်ယူပြီးတော့ wine control လုပ်ပေးတယ်။နောက်ပြီးတော့အများစုဖြစ်တဲ့ဒီ wine control ပြင်စာတွေလိုမျိုး salicylic acid ကိုအားပြုပြီးတော့ထုတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်ညင်းညင်းတတလေးနဲ့ wine control လုပ်ပေးရ daily သုံးလို့ရတယ်။အဲတော့ပြင်စာပြီးသွားရင်နောက်တစ်ဆင့်မှာတော့ထိုနာအဆင့်ပေါ့နော်ထိုနာအဆင့်မှာဆိုရင်တော့ကျွန်တော်ဒီ Bioderma product range ခြေထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ဒီ Sensibio ပိုင်းအောင်ထိုနာလေးကိုပဲသုံးနေချင်ပါတယ် ူနာလေးပြီးရင်ကျွန်တော်တို့ moisturizer ကိုသွားကြမယ် moisturizer အတွက်ဆိုရင်အစီပြန်နဲ့နောက် combination skin တွေမှာလည်းသုံးလို့ရတဲ့ moisturizer လေးပြောပြချင်တာပေါ့နော်အဲ့ဒါလေးကတော့ဒီ CDN sensitive moisturizer လေးပေါ့ သူကဒီဝက်ချံချောင်းချံခဲ့တဲ့နီမြန်းနာတွေအမဲဆက်တွေကိုလည်းယောပါစေတယ်စူးတင်းဖြစ်တယ်နောက်အစီပြန်နာကို control လုပ်ပြီးတော့ရေတက်ကိုလည်းဖြည့်ပေးတယ်ပေါ့အထူးသဖြင့်ဝက်ချံစီလိမ့်နေရတဲ့သူတွေဒီဝက်ချံထွက်လဲလို့ဝက်ချံစီတောက်နေရတဲ့သူတွေမှာဆိုလေဒါလေးကတင့်တော်ပါတယ်အဲ့ဒီတော့ကျွန်တော်အခုပြောသွားတဲ့အတွဲအဆက်လေးကတော့ဒီဝက်ချံထွက်လွယ်ပြီးတော့အစီပြန်လက်တဲ့အသားရေပိုင်ရှင်တွေအတွက်အဆင်ပြေနိုင်မှာပါဟုတ်ပြီကျွန်တော်တို့နောက်မေးခွန်းလေးတစ်ခုဆက်လိုက်အောင် တော့နောက်မင်းကလေးကအသားအရာအစီဘူးလည်းရှိညီမြန်းပြီးတော့အစီလည်းပြန်နေတယ်မတည့်တာများလို့ဘန်ဝဒါမဆန်စခရင်သုံးပါတယ်စိတ်ချရတာမို့တစ်ဆက်လုံးသုံးရင်လို့အစိမ်းလားပန်းလားညှို့ပေးပါလားတဲ့အမှန်တိုင်းပြောရရင်တော့ကျွန်တော်ကဒီဘန်ဝဒါမမှမဟုတ်ဘောနော်ဘေးစကင်ကဲအမျိုးသားမှာပြိုးဒီလိုအစိမ်းဆိုအစိမ်းပန်းအောင်ဆိုပန်းအောင်ဆက်လိုက်ကြီးသုံးချတာမျိုးအလွယ်ရွေးလိုက်တာမျိုးအရင်တော့အားမပေးဘူးပေါ့သို့တော်လည်းသူမေးထားတဲ့မေးခွန်းလေးကိုပြန်ကောက်ရင် အဓိကအချက်လေးကနီမြန်းပြီးတော့မတည့်တာများတယ်။ဒါဘာလို့ဆိုလိုတာလဲဆိုရင်သူက sensitive ဖြစ်နေတာကိုပြောချင်တာပေါ့နော်။အဲ့တော့သူက sensitive skin နဲ့ကိုက်ညီမဲ့မျက်နှာတင်လေးကစပြီးတော့ရွေးပေးမယ်။ဘိုင်ယိုဒါမားထဲမှာဆိုရင် sensitive skin အတွက်တင့်တော်တာတော့ဒီ sensitive ချေမှုဆက်မျက်နှာတစ်စီလေးရှိမယ်။အဲ့တော့ဒါလေးနဲ့မျက်နှာတင့်ပြီးရင်ထိုးနာအနေနဲ့ကတော့ကျွန်တော်ဒီ sensitive ကို တူနာလေးကိုပဲဆက်ပြီးတော့သုံးရည်ကျင်တယ်အဲ့တော့တူနာလေးပြင်ကျွန်တော်တို့ moisturizer ပေါ့ moisturizer မှာတော့သူကအစီအူလည်းရှိတယ်အစီလည်းပြန်နေအသားရည်ဖြစ်တဲ့အတွက်ကြောင့်ဒီ CBN sensitive moisturizer လေးကိုပဲကျွန်တော်ကတော့သုံးရည်ကျင်ပါတယ်အဲ့တော့အချုပ်ပြောရရင်အဲစိမ့်ဆိုစိမ့်ပန်းဆိုပန်းတော့မဟုတ်ဘူးเนาะစိမ့် plus ပန်း combination လေးဖြစ်သွားတာပေါ့အဲ့တော့ဒီအတွဲဆက်လေးကဒီလိုမျိုးအစီအူလည်းရှိ sensitive ဖြစ်နေတဲ့အသားရည်အတွက်ပို့ပြီးတော့အကင်ကြီးတင်းတော်နိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။ Okay ဒါကတော့ဒီနေ့အတွက်မေးခွန်းလေးတွေပေါ့เนาะအဲ့တော့ ဒီလိုမျိုးမင်းကွန်းလေးတွေကိုသိကျင်တာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးအောက်မှာဖြစ်စီနောက်ထပ် Biodharma Facebook Page ဒါမှမဟုတ် TikTok Channel ရဲ့ comment လေးတွေမှာဖြစ်စီကိုသိကျင်တာလေးတွေမင်းကွန်းလေးတွေခြံထားခဲ့နိုင်တယ်အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြပါမယ်